ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြဝတီဒေသကအွန်လိုင်းဝင်လင်ခိုင်းတွေကိုကရင်ပြည်နယ်နယ်ရောက်ရောက်တဲ့ BGF အဖွဲ့ကဖေဖော်ဝါရီလ၁၂ရက်နေ့မှာအွန်လိုင်းဝင်လင်လုပ်ငန်းတွေကိုနှိမ်နင်းဖို့ဆိုပြီးဖွဲ့စည်းလိုက်ပါတယ်။အွန်လိုင်းဝင်လင်ခိုင်းတွေကိုတလားကြာနှိမ်နင်းရမှာပအဝင်ပတ်သက်သူ9523ဦးကိုရှာဖွေဖမ်းဆီးနိုင်ခဲ့ပါတယ်။အဲ့ဒီသူတွေထဲမှာအသက်38နှစ်အရွယ်ဂျပန်နိုင်ငံသားအမျိုးသားတဦးကိုဝမ်ကအမည်ရှိတဲ့တရုတ်ဆိုင်တွေထဲမှာတွေ့ရှိခဲ့တာပါ။ဂျပန်နိုင်ငံသားတဦးတော့ကျွန်တော်တို့ထိန်းသိမ်းထားတယ်။ဒါပေမဲ့ထိန်းသိမ်းလာတဲ့အခါကျတော့ လက်ရှိကကျွန်တော်တို့ဒီမှာလက်ရှိဂျပန်နဲ့ပတ်သက်တာဆိုလို့ကျွန်တော်တို့ကတယောက်ပဲအဲရှိသေးတယ်ပေါ့နော်ဂျပန်နဲ့တယောက်ပဲရှိသေးတယ်ဒီဂျပန်နိုင်ငံသားကိုအဲလက်မူလကတော့ကျွန်တော်တို့ကတော့ဟိုဒီတိုင်းပဲပေါ့ကျွန်တော်တို့ကဘဒုကမဆိုကျွန်တော်တို့ချုံနှောင်ထားခြင်းလုံးဝမလုပ်ထားဘူးဒါဟုတ်ကျွန်တော်တို့ရဲ့အဲတက်ဆိုင်ရာဥပဒေမကျူးလွန်တဲ့လူအခုနကအရေးကြီးတဲ့လူတွေကြတော့ကျွန်တော်အခုလက်ရှိအချုပ်ခန်းထဲမှာထည့်ထားတယ်အဲဒီတာမန်လူတွေကြတော့ကျွန်တော်တို့ကတာမန်လူပဲထားတယ်ဒါပေမဲ့အဲသူတို့ဘက်ကဟိုဟိုတောက်စုချက်လေးတွေလည်းရှိလာတယ်ဒါအဲ့ဒါလည်းနည်းနည်းလေး important ဖြစ်နေတဲ့ကိစ္စတွေဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကတော့ခုနကတော့စနစ်တကျပြန်လဲထိမ့်သိမ်းထားတဲ့အနေအထားမျိုးအဲပြန်လဲတွဲပြောင်းလို့ဆိုတဲ့အခန်းကဏ္ဍမှာလဲဒါကအရေးကြီးဆုံးချက်ကတက်ဆိုင်ရာထိုင်းနိုင်ငံနဲ့ဒီအဲဂျပန်တန်ယုံကနေအဲသူတို့သူတို့ကပို့ပြီးတော့အဓိကကြတယ်ဗျာကျွန်တော်တို့စီမှာကလက်ရှိရောက်လာဖမ်းရောက်လာလို့ရှိရင်နေရောညရောကျွန်တော်တို့တက်ဆိုင်ရာဒီရောနိုင်ငံကတာဝန်ရှိသူတွေကအချိန်နဲ့တပြေးညီစစ်ဆေးတယ်စစ်ဆေးပြီးတော့ကပြည်နှင်မှုအကုန်လုံးအစင်းနေဖြစ်နေတာရှိတယ်အဲ့ဒီပုံမှာကခုနကကြံ့ကြံ့မှုက ကျွန်တော်တို့ဒီအာဟိုဒီဂျပန်တန်ယုံနဲ့ကျွန်တော်တို့အင်ဂျင်ထိုင်းနိုင်ငံနဲ့ကအဲဒါသူတို့ဆက်လုပ်ရမယ့်အလုပ်တွေပေါ့နော်သူတို့ခေါ်လို့ရှိရင်ကျွန်တော်တို့ကကြိုက်တဲ့ချိန်ကျွန်တော်တန်ပိုးအဆင်ပြေရှိတယ်ဟုတ်ကဲ့အဲ့ဒီဂျပန်နိုင်ငံသားကဂျပန်နိုင်ငံကနေတရုတ်နိုင်ငံရှန်ဟန် UAE နိုင်ငံဒူဘိုင်းမြို့ထိုင်းနိုင်ငံဘန်ကောက်မှတဆင့်မြန်မာနိုင်ငံရွှေကုတ်ကိုမြို့ကိုတရားမဝင်နေဆက်ဖြတ်ကျော်ဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်ဝင်ရောက်လာခဲ့တဲ့ဂျပန်နိုင်ငံသားကလူကုန်ဦးခံရတဲ့သူမဖြစ်နိုင်ဘူးလို့ BGS တာဝန်ရှိသူတူက မရှိလာစနေနေ့မှာပြုလုပ်တဲ့ဒရင်သာရှင်းလင်းပွဲမှာဒရင်နောက်တွေကိုပြောဆိုခဲ့တာပါ။ "तू ကကျွန်တော်တို့စစ်စည်းသလောက်ဆိုရင် तू ကအဲဂျပန်တူရှန်ဟိုင်း။နော်ရှန်ဟိုင်းနေပြီးတော့မှ तू ကအဲဟိုကဘောဒူဘိုင်း။ဒူဘိုင်း။ရှန်ဟိုင်းနေဒူဘိုင်းဒူဘိုင်းမှာလီလာကြတာ။ရှန်ဟိုင်းမှာဘယ်လောက်ကြာလဲဆိုတော့ तू မပြောဘူး။ဒူဘိုင်းမှာလီလာကြတာဒူဘိုင်းမှာ तू ပတ်စပို့ပြောက်တယ်။ပတ်စပို့ပြောက်ပြီးတော့မှဒူဘိုင်းနေပြီးတော့ပတ်စပို့ပြန်လုတ်ပြီးတော့မှကျွန်တော်တို့ဒီ အဲမြန်မာနိုင်ငံကိုလာဖို့ကကျွန်တော်သူမနာဘူမိလေးစိတ်ပါဘူးသူရဲ့တရုတ်တငေချင်းလို့ပြောတယ်တရုတ်တငေချင်းကနေလာကျူတယ်အကျူပြီးတော့သူကအဲ့ကနေပြီးတော့မှကျွန်တော်တို့ဒီမက်ဆော့ကိုမော်တော်ကားနဲ့လာတယ်မော်တော်ကားနဲ့လာတဲ့နေရာမှာလမ်းမှာ၃နေရာသူ passport စစ်ဆေးခံရတယ်လို့ပြောတယ်ပြောပြီးတော့မှသူကဒီဘက်မက်ဆော့ရောက်ပြီးတော့မှဒီဘက်မှာကျွန်တော်လည်းပူတီကြအောင်သူ့မိတာဒီဘက်မှာကျွန်တော်တို့ဒီ uniform ပုတ်တက်တူလာကျူလာလို့မဟုတ်ဘူးတဲ့သူတရုတ်တငေချင်းပဲလာကျူတယ်လို့သူကအဲ့လိုပြောတယ်ဆိုတော့သူဒီဟိုလူကုန်ခုခံရတဲ့လူတွေကတော့မဟုတ်ဘူးဆိုတော့ရှင်းလိုက် ဇန်နဝါရီ14ရက်နေ့မှာဒူဘိုင်ကနေထွက်တယ်။ဘန်ကောက်ကို19ရက်နေ့ရောက်တယ်။ထိုင်းနိုင်ငံကြီးခံနာရတဲ့ဂျပန်နိုင်ငံသားကအရေးကြီးတဲ့သူဖြစ်တယ်လို့ဂျပန်တန်ယုံကအတိအပြပြောဆိုထားကြောင်း BGS တာဝန်ရှိတဲ့သူကဆိုပါတယ်။ဂျပန်ဂျပန်လားဟုတ်။အဲ့တော့သူဆိုရပိုတိပဲဒါပေမဲ့သူတို့ကတော့ပြောတာလည်းနည်းနည်းအရေးကြီးတယ်လို့ပြောတာ။ကျွန်တော်တို့ကဂျပန်နိုင်ငံသားကိုကျွန်တော်တို့စတွေ့ပြီးကြတဲ့ကကျွန်တော်တို့သူ့ကိုကောင်းမွန်စွာပဲကျွန်တော်ဆောက်ရှောက်ထားတယ် အဲဟိုမှာကျွန်တော်တို့မြောက်ဥတီမှာကျွန်တော်တွတ်ထားတဲ့နေရာမှာတရုတ်နိုင်ငံသားတွေအများပြားကြားထဲမှာအနေရခတ်မှာဆိုတော့ကျွန်တော်တို့ရွှေကုတ်ကိုကျွန်တော်တို့လွတ်လွတ်လပ်လပ်နေဖို့ကျွန်တော်တို့ပြန်ပြီးတော့ခေါ်ဆောင်လာတာဖြစ်တယ်။နောက်ပြီးတော့သူ့ဘယ်တော့ပြန်ပို့မလဲဆိုတော့မိကုံးကကြတော့ဒီဒီမိကုံးကကြတော့ကျွန်တော်တို့ကိုဟိုမေးရမယ့်အစားပေါ့နော်။ဒီသူတို့တရုတ်အဲဒီဂျပန်နိုင်ငံတန်ယုံပေါ့ထိုင်းနိုင်ငံမှာရှိတဲ့ဂျပန်တန်ယုံနဲ့ကျွန်တော်တို့ဒီထိုင်းဘက်ကတာဝန်ရှိသူတွေကိုမေးရမှာဖြစ်ပါတယ်။ကျွန်တော်တို့ကတော့ဒါဟိုကျွန်တော်တို့ကတော့အခုအခုလိုချင်အခုကျွန်တော်ပြန်ပြောဖို့ကျွန်တော်မအဆင်သေးပါပဲ။ ။အွန်လိုင်းငွေလိမ်လုပ်ငန်းထဲမှာဂျပန်နိုင်ငံသား20ကျော်ရှိတယ်ဆိုပြီးတင်ကြားထားတယ်လို့ဂျပန်တင်းနှောင်းတို့ကမေးမြန်းရမှာတပ်ဖွဲ့အဖို့တက်ဆော့ဖောက်တဲ့သူတွေကြောင့်ရှာဝေဖမ်းဆီးရမှာမတွေ့ရှိတော့ဘူးလို့ BGA တာဝန်ရှိတဲ့သူကပြန်လည်ဖြေကြားခဲ့ပါတယ်။ဒါတော့ဟိုဟာပေါ့ခုနကကျွန်တော်ပြောသလိုကျွန်တော်တို့မရှာခင်မှာတော့ရှိကောင်းရှိနိုင်တယ်။ရှိကောင်းရှိနိုင်တယ်။ဒါပေမဲ့ကျွန်တော်တို့ကဒီ12ရက်နေ့မှာကျွန်တော်တို့စီဝေးလုပ်တယ်။14ရက်နေ့မှာကျွန်တော်စတဲ့ခါကျတော့12 ဆိုတော့အဲ့နှစ်ရက်မှာကအဲခုနလိုမျိုးပေါ့ဟိုတပ်ဖွဲ့ပေါ်အဲကျွန်တော်တို့အကြီးကြီးတဲ့ပေါ်တစ္ဆာမရှိတဲ့လူတွေကလုံရလုံပါမှာပေါ့ဒါပေမဲ့ကျွန်တော်တို့ဝင်ရှာတဲ့အချိန်မှာတော့ဂျပန်မတွေ့ခဲ့ဘူးဂျပန်တန်ရောတော့လက်ရှိအခုသူတို့အဲ့ဟိုပါပေါ့ဒီလူပျောက်တာနဲ့ပတ်သက်ပြီးတော့သူတို့တို့တင်ပြလာတာမရှိဘူးကျွန်တော်ဒီတယောက်ကိစ္စကိုပဲတို့စကားပြောတာရှိတယ်ဟုတ်ကဲ့ဂျပန်တော့ကျွန်တော်တို့ကိုကျွန်တော်ကဟိုဂျပန်တန်ယုံကတော့တို့ကျွန်တော်တို့ဆက်သွယ်လာတာတော့ရှိတယ် အဲဒါမဲ့ကျွန်တော်တို့ထိုင်းဘက်ကတာယုံကတော့ကျွန်တော်ဆက်သွယ်တာမရှိဘူးကျွန်တော်ရန်ကုန်တာယုံကတော့အရင်တော့ဖုန်းနဲ့ပေါ့ဖုန်းနဲ့ဆက်သွယ်လာတာရှိတယ်ကျွန်တော်တို့လည်းသူတို့ပြောပါတယ်ကျွန်တော်တို့အဲဇီမာရှိတယ်ဆိုလို့ရှိရင်ဒီတရုတ်နိုင်ငံကကျွန်တော်တို့ပြပို့တယ်လို့မျိုး location အတိအကျနဲ့ကျွန်တော်တို့ပြပါဒီနေရာကိုလည်းကျွန်တော်အထူးနေနေတက်ဖွဲ့ဟာကျွန်တော်တို့ကခိတ္တဖွဲ့တည်လာတဲ့အဖွဲ့မဟုတ်ဘူးကျွန်တော်တို့ကအမြဲတမ်းတည်ရှိသွားမှအဖွဲ့ဖြစ်တယ်အဲ့တော့ဒီအဖွဲ့အနေနဲ့ကျွန်တော်တို့အချိန်မရွေးကျွန်တော်တို့အထက်ကြီးကအမိန့်နဲ့ညွှန်ကြားချက်နဲ့ဒီနေရာကိုကျွန်တော်တို့ location ရတာနဲ့ချက်ချင်း ဝင်ရှာပေးဖို့အသင့်ပဲလောလောဆယ်ကတော့ကျွန်တော်တို့ကိုလက်ရှိအဲပြီးခဲ့တဲ့ရက်ပိုင်းကတော့ကျွန်တော်တို့ဒီထိုင်းတပ်မတော်ကနေပြီးတော့ကျွန်တော်တို့ဂျပန်နိုင်ငံသားနှစ်ယောက်ဓာတ်ပုံပြေးပို့လာတာရှိတယ်ဒါပေမဲ့ကျွန်တော်ပြေးပို့လာတဲ့ခါကျတော့ဒီဥစ္စာတွေကကျွန်တော်တို့ပြည်လဲထဲမှာအပြောက်တူဖြစ်နေတယ်ဘာလို့သူရဲ့ location နဲ့နေရာအတိအကျရမယ်ဆိုရင်ကျွန်တော်တို့ကဒီပြည်နေရာပြည်နေရာဆိုတာကျွန်တော်ပြောလို့ရတယ်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းတရုတ်တရုတ်ကနေပြီးတော့ရမုံရှိနေစစ်တမ်းဘူးကနေကျွန်တော်တို့အဲဒီတရုတ်လူမျိုးတယောက်ရဲ့ဓာတ်ပုံပြေးပို့လာတယ်သူရဲ့ဟို location ပြေးပို့လာတယ် အဲ့မှာကျွန်တော်တို့က location ထောက်ပြီးတော့မှဆရာတော့ကျွန်တော်တို့ရဆိုးမှုနေမြင်မဟုတ်ဘူးဆိုတော့ကျောင်းလည်းကျွန်တော်ပြန်ပြီးတော့သတင်းပို့လိုက်တာရှိတယ်အဲ့လိုမျိုးအဲ့လိုမျိုးပေါ့ခုနပူပေါင်းဆောင်ရွက်မှုတစ်ခုပေါ်မှာခုနက pressure ပေးတာမဟုတ်ပဲねကျွန်တော်တို့ခုနလိုမျိုး wine shot ခိုင်းတဲ့နေထားမျိုးဆိုကျွန်တော်လုတ်ပြီးလို့ရတယ်အဲ့ဒီကျွန်တော်လုတ်ပြီးတော့ကျွန်တော်တွေ့ပြီးဆိုတာနဲ့ကျွန်တော်တက်ဆိုင်ရကျွန်တော်တို့နိုင်ငံတော်ဝန်ရှိတွေကိုကျွန်တော်သတင်းပို့မယ်။အဲ့ကနေတစီတို့အစိုးရချင်းပြန်ချိတ်ပြီးတော့မှကျွန်တော်ပြန်လွှဲပေးတာလုပ်မှာပေါ့ဗျ။ဂျပန်အစိုးရအတွက်အရေးကြီးတဲ့ဆိုတော့အဲ့ဒီအမျိုးသားရဲ့အသေးစိတ်အချက်အလက်ကိုမသိရှိရသေးပဲဆက်လက်ဆောင်ရွက်နေသေးပါ။ ဖေဖော်ဝါရီလကနေစတင်လိုက်တဲ့အွန်လိုင်းငွေလင်ခိုင်းနေနေရမှာတရုတ်အိန္ဒိယဗီယက်နမ်အင်ဒိုနီးရှားအီသီယိုးပီးယားပါကစ္စတန်မလေးရှားတောင်အာဖရိကနီပေါ်ကမ္ဘောဒီးယားယူဂန်ဒါနိုင်ဂျီးယားထိုင်ဝမ်စတဲ့နိုင်ငံပေါင်း30ကပါဝင်ပတ်သက်သူ9523ရှာဖွေထိန်းသိမ်းနေခဲ့ပါတယ်ပါဝင်ပတ်သက်သူတွေကိုထိုင်းနိုင်ငံမှာတဆင့်မြေကင်နိုင်ငံကို2963ဦးပြန်လည်လွှဲပြောင်းပေးခဲ့ပြီးအဲ့ဒီထက်မှတရုတ်နိုင်ငံသား2080ဦးပါဝင်ခဲ့ပါတယ် ျန်တဲ့683ဦးကတော့အင်ဒိုနီးရှားမလေးရှားနဲ့အိန္ဒိယနိုင်ငံသားတွေပါလောကမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာ Member ဝင်ပြည့်စုံပြီးကုလနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။